ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး1ယေဥစွာကပင်ဖြစ်၍ငါတို့သည်ကိုယ်တိုင်ကြားလျက်ကိုမျက်စိနှင့်မြင်လျက်စိတ်စိတ်ကြည့်ရှု၍လက်နှင့်စမ်းသပ်ခဲ့ပြီးသောအရာဒီဟုသောအသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကိုသင်တို့အားပြသကြ၏ထိုအသက်သည်ထင်ရှားခဲ့ပြီးငါတို့လည်းမြင်ရကြပြီခမဲတော်နှင့်အတူရှိဘူး၍ငါတို့အားထင်ရှားခဲ့ပြီးသော ထိုသာရအသက်ကိုငါတို့သည်သင်တို့အားသက်သေခံ၍ပြသကြ၏ငါတို့သည်ခမဲတော်နှင့်၎င်းသားတော်ယေရှုခရစ်နှင့်၎င်း မိသားယဖွဲ့ရသည်ဖြစ်၍တင်းတို့သည်ငါတို့နှင့်မိသားယဖွဲ့စေခြင်းကငါတို့ကြားမြင်ရသောအရာကိုတင်းတို့အားပြသကြ၏တင်းတို့၏ဝမ်းမြောက်စရာအကြောင်းဆုံးလင်းစေခြင်းကလည်းဤအရာများကိုငါတို့သည်ရေးလိုက်ကြ၏ထိုနှုတ်ကပတ်တော်ထံ၌ငါတို့သည်ကြားရ၍တင်းတို့အားပြသသောတရားစကားဟူမူကားဘုရားသခင်သည်အလင်းဖြစ်တော်မူ၏ဘုရားသခင်၌မှောင်မိုက်အလင်းမရှိငါတို့သည်ဘုရားသခင်နှင့်မိသားယဖွဲ့ပြီဟုဆိုလျက်ပင်မောင်မိုက်၌ကျင်လေလျင်တစ္ဆာတရားကိုမကျင့်မူတာကိုသုံးတော်သူဖြစ်ကြ၏ ဘုရားသခင်သည်အလင်း၌ရှိတော်မူတကယ်သို့ငါတို့သည်အလင်း၌ကျင်းလေလျင်အချင်းချင်းမိသားယဖွဲ့ခြင်းရှိကြသည်ဖြစ်၍ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည်ငါတို့အပြစ်ရှိသမျှကိုဈေးကြောတော်မူ၏ကိုယ်အပြစ်မရှိဟုငါတို့သည်ဆိုလျင်ကိုယ့်ကိုယ်ကိုလှည့်ပြကြ၏ငါတို့၌တစ္ဆာတရားမရှိကိုယ်အပြစ်တို့ကိုဖော်ပြတောင်းပန်လျင်ငါတို့အပြစ်များကိုလွှတ်၍ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းကဘုရားသခင်သည်တစ္ဆာတရားနှင့်၎င်းဖြောက်မှတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏ လူစရိုက်ကိုမပြုတ်ပြီဟုငါတို့သည်ဆိုလျင်ဘုရားသခင်ကိုမူတာအပြစ်တင်ကြ၏နှုတ်ကပတ်တော်လည်းငါတို့၌မရှိ